။ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာ။ကျွန်တော်ဒီနေ့သင်ခန်းစာလေးမှာတော့ Logic Pro နဲ့ကျွန်တော်တို့က Program Control Instruction တွေကို Tutorial လေးတင်ပေးနေတဲ့နေရာမှာကျွန်တော်တို့ဒီနေ့လည်းထပ်ပြီးတော့ Program Control Instruction နဲ့ပတ်သက်တဲ့အရေးကြီးတဲ့နော် Instruction တစ်ခုကိုကျွန်တော်နော်ဖြောပြသွားမှာပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဒီနေ့အသုံးပြုမဲ့ Instruction ကတော့ TSR လို့ခေါ်တဲ့ ကျမ်းပူဆက်ပရိုတင်းရယ်နော်နောက်တစ်ခါကျွန်တော်ဆက်ပရိုတင်းရယ်နောက်တစ်ခါရက်တန်ရယ်ပေါ့နော်ဆိုတော့ဒီ instruction လေးကိုကျွန်တော် program ရေးနေတဲ့တခါလေးရှင်းပြတော့မှာဖြစ်ပါတယ် Okay အဲ့တော့ကျွန်တော်တို့က program ကိုနော်ရိုးရိုးရှင်းရှင်းလေးပဲဒီမှာရေးထားတယ် အဲ့တော့ကျွန်တော်အခု subrouting တုံးပြီဆိုတာနဲ့ကျွန်တော်တို့ကဒီမှာเนาะ subrouting နေရှိတဲ့နံပါတ်တွေကိုကျွန်တော်တို့ကအယူသုံးရတော့ဟုတ်ပြီနော်အဲ့ဒီမှာ subrouting tab တွေရှိတယ် subrouting 3ကနေစတယ် subrouting 9တွေရှိတယ်เนาะဒီအောက်မှာ tab တွေရှိပါတယ်ဆက်ဒီ tab တွေကိုကျွန်တော်တို့အယူသုံးလို့ရတယ်ဒီ tab ကိုစာပြီးတော့ကျွန်တော်တို့ကသုံးမှာဖြစ်ပါတယ်ဆိုတော့ဒါကဒီ program ရဲ့ဒီအောက်မှာ tab တွေရှိပါတယ်အဲ့တော့ပထမဆုံးကျွန်တော်ဒီမှာ input တစ်ခုနဲ့ output တစ်ခုကိုထုတ်လိုက်မယ် ပြီးသွားရင်ကျွန်တော်ဒီမှာ input တစ်ခုပေးမယ်ပေါ့နော်ဆိုတော့ဒီ input ကိုကျွန်တော် address နော်1နော်ဆိုတော့1ရဲ့ address 1ဆိုပြီးတော့ပေးလိုက်မယ်အဲအဲ့ဒါပြီးသွားရင်ကျွန်တော်တို့ဒီမှာ program control instruction တဲ့ကနော် JSR လို့ခေါ်တဲ့ jump to set routine ကိုကျွန်တော်စသုံးမယ်ဟုတ်ပြီနော်အဲသူရဲ့အနောက်မှာရှိတဲ့ address u3 ဆိုတာလေးကိုနော် u အနောက်မှာ3ဆိုတာလေးတစ်ချက်မှတ်ထားပါပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကနော်ပုံမှန်တိုင်းပဲ program ကဒီတိုင်းပဲ နော် input တစ်ခုပေးတယ်နော်ကျွန်တော် output တစ်ခုထုတ်မယ်နော်ဒါ20ဆိုရင်21ပေါ့နော်ဒီမှာကျွန်တော် output တစ်ခုထုတ်မယ်နောက်တစ်ခါကျွန်တော်ဒီမှာနော်ဒီ LED tab ထဲမှာ letter A tab ထဲမှာတော့ကျွန်တော်ကဒါကိုနော်ထည့်သွင်းလိုက်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီမှာဒါ12ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ 13 output အနေနဲ့ဆိုရင်နော်012ဖြစ်မယ်ဟုတ်ပြီနော် okay ဒါကကျွန်တော်တို့ကနော် letter မှာရေးလိုက်တာ okay ကျွန်တော် subroutine ကိုသွားမယ်နော်ကျွန်တော်ဒီအောက်လေးမှာနော် sbr3 subroutine ကိုကျွန်တော်သွားပါမယ်ဆိုတော့ subroutine မှာကျွန်တော်တို့ကမလုပ်မလဲဆိုလို့ရှိရင်နော် subroutine ကိုစပြီးတော့ကျွန်တော်တို့သတ်မှတ်မယ်ပေါ့နော် ဒါဆိုရင်ကျွန်တော်တို့ subroutine ကိုเนาะအဲစပြီးတော့သတ်မှတ်မယ် address တစ်ခုကျွန်တော်တို့ကပေးပါမယ် Okay အဲ့တော့ subroutine ကိုကျွန်တော်တို့ကเนาะဒီမှာပေးတဲ့အခါမှာကျွန်တော်တို့ဘာလုပ်ပလဲဆိုလို့ရှိရင်เนาะဒီနေရာမှာဟိုက program control instruction ရဲ့เนาะကျွန်တော်ခုနပြောခဲ့သလိုပြော subroutine နဲ့ကျွန်တော်တို့တွဲသုံးပဲဟောတွဲပဲ instruction တွေကိုကျွန်တော်တို့ကရွေးမယ်ဟုတ်ပြီเนาะ အဲ့မှာကျွန်တော်ကပါထည့်မလဲဆိုတော့ subroutine ထည့်မယ်ဟုတ်ပြီနော်အဲ့တော့ subroutine ဝင်လာပြီဝင်လာတဲ့အခါကျတော့မှကျွန်တော်ကနော်အဲဒီမှာ input တစ်ခုကိုကျွန်တော်က online ပေါ့နော်အဲ့တော့ input တစ်ခုကို online ဟုတ်ပြီနော်ဆိုတော့ဒီ input ကို on ပြီးရင်ကျွန်တော်က output တစ်ခုထုတ်မယ်နော်အဲ့တော့ကျွန်တော်တို့ on မဲ့ input ကနော်ဒီထဲမှာပါတဲ့ input တွေကမဖြစ်ရဘူးဟုတ်ပြီနော်ကျွန်တော် subroutine နဲ့ input က ဒီ input တွေနဲ့မတူဘူးဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကဘာလုပ်မလဲဆိုရင်နော်ဒီမှာပရှိတဲ့ input တွေ output တွေကိုကျွန်တော်တို့ထည့်ဟုတ်ပြီနော်ဒါဆိုကျွန်တော်ဒီမှာ assign line ထုတ်ထားတာဆိုရင်1 1 1 2 1 3ဆိုကျွန်တော်1 4ပေါ့နော်1 4ဟိုကျွန်တော်ဒီမှာထည့်လိုက်ပဲ output လည်းထုံဒီလောက်အောင်ပဲကျွန်တော်တို့နော်2 2ဆိုတော့ကျွန်တော်နော်2 3ထည့်ဟုတ်ပြီနော်2 3ထည့်โอเค အဲကျွန်တော်တော့ဒီမှာ security နဲ့မှာဒီ input နဲ့ output ကိုကျွန်တော်ထည့်လိုက်တာဟုတ်ပြီနော်အဲ့တော့ security ရဲ့ထုံးစံကဘာလို့ရလဲဆိုတော့ကျွန်တော်တို့ကเนาะ jump security နှုတ်ပြီးတိုင်းမှာเนาะဒီ program ကိုကျွန်တော်တို့ကเนาะ return ပြန်ပေးရဟုတ်ပြီနော်ဒါဆိုကျွန်တော် return ထည့် okay အဲ့တော့ဒီမှာထည့်ထားတဲ့ user 3ကျွန်တော် security ခေါ်ထားတဲ့ user 3ကျွန်တော်ဒီ led led 2မှာပါတဲ့ 3data ကိုတူနေရဟုတ်ပြီနော် okay ဒါဆိုရင်ကျွန်တော်တို့ PSC လေးကိုပို့ပါမယ်။ Okay ဒါဆို PSC လေးရောက်သွားပြီ online လေးဖြစ်သွားပြီเนาะအဲ့တော့ကျွန်တော်ဒီမှာ input ပေးကြည့်မယ် okay ဒီမှာ output ထွက်တယ်ဟုတ်ပြီเนาะဆိုတော့ကျွန်တော်ဒီဒါကိုခဏရှောင်ပြီးတော့ကျွန်တော်ဒီမှာ input ပေးကြည့်မယ် okay ဒီမှာလည်း output ထွက်တယ် okay ကျွန်တော်နောက်ထပ် input ထုတ်ပြီးမယ် okay ဒီမှာလည်း output ထွက်တယ်ဟုတ်ပြီเนาะအဲ့တော့ security နဲ့မှာသွားကြည့်မယ် security ရဲ့ input ကဖြစ်မလဲဆိုတော့ဟာဟုတ်ပြီเนาะ okay အဲ့တော့ကျွန်တော်ဒီမှာ input ပေးပြီးမယ်ဒီ output ကမထွက်ဘူး အဲ့တော့ဒီ output patching ထွက်လို့ကျွန်တော် security ဝင်လာတော့မှထွက်မှာ။ဟုတ်ပြီနော်ကျွန်တော် security ခေါ်လိုက်တော့မှ security နဲ့ရောက်တော့မှထွက်မယ်။အဲ့တော့ပြောရမယ်ဆိုဒီ output က security ကြောင့်ထွက်မယ့် output ဖြစ်ပါလေ။ဒါဆိုကျွန်တော် security ကိုနော်ဘယ်လိုပုံစံခေါ်မှလဲဆိုတော့ကျွန်တော် LED 2ကိုသွားကြည့်မယ်။ဟုတ်ပြီနော်။ဒါဆိုကျွန်တော်ဒီမှာ jump to security ဆိုတဲ့ instruction ရဲ့ instruction ကိုကျွန်တော်ပေးထားတဲ့ input ကိုသွား on ကြည့်လိုက်ဟုတ်ပြီနော်။ Okay အဲ့တော့သူ online တော့မှကျွန်တော်တို့ဒီမှာထုတ်ထားတဲ့ output ကထွက်လာဟုတ်ပြီနော်။ အဲကျွန်တော်ဒီမှာတစ်ချက်ဝင်ပြမယ်โอเคเนาะကျွန်တော်ဒါလေးထွက်လာဆိုတော့အဲ့မှာကျွန်တော်တို့ကဒီ general jump disability ရဲ့เนาะဒီ address ဖြစ်တဲ့ဒီဟာကိုကျွန်တော်တို့ကသွားပြီးတော့ပြန်ဖြုတ်လိုက်ပဲဆိုရင်ဟုတ်ပြီเนาะပြန်ဖြုတ်လိုက်ပဲဆိုရင်ကျွန်တော်တို့ကဘာဖြစ်သွားမလဲဟုတ်ပြီเนาะဘာဖြစ်သွားနိုင်လဲဆိုတော့ကျွန်တော်ဒီ output ကမဖြုတ်သွားဘူးဟုတ်ပြီเนาะဒါပေမဲ့ဒီ output ကဘယ်ချိန်ကြီးမဖြုတ်သွားနိုင်ဘူးလဲကျွန်တော်ဒါဖြုတ်လိုက်ရင်လည်းမဖြုတ်သွားဘူး ဟုတ်ပြီနော်ဆိုတော့ကျွန်တော်ကဒီကောင်ကလက်ဖြစ်ပြီးတော့ကြံခဲ့တဲ့သဘောမျိုးလေးဖြစ်သွားတာဟုတ်ပြီနော်လက်ဖြစ်ပြီးတော့ကြံခဲ့တဲ့သဘောမျိုးလေးဖြစ်သွားတာအဲ့တော့ကျွန်တော်ကဘယ်အချိန်မှသူ့ကိုဖြုတ်လို့ရလဲဆို separating နဲ့ပြန်ရောက်နေတယ် separating ဝင်နေတဲ့အချိန်ကျမှပဲဖြုတ်လို့ရတယ်အဲ့တော့အခုအချိန်မှကျွန်တော်ပြန်ဖြုတ်လိုက်တော့ဒီ output ပြုတ်သွားတယ်ဆိုတာကဒါကနော်အဲကျွန်တော်တို့ separating နဲ့မဆိုင်တော့ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကသတိထားမယ့်အချက်က jam နဲ့တူတူပဲ ဆက်ပရိုတီးနဲ့မှရှိနေတဲ့အောက်ဖို့ကျွန်တော်တို့ပေါင်ထားတဲ့အောက်ဖို့အခုကျွန်တော်တို့ဒါဆက်ပရိုတီးနော်ဆက်ပရိုတီး address ကျွန်တော်ဒီမှာပေးထားတဲ့ဆက်ပရိုတီး address ဒါကိုဖြုတ်ပဲဟုတ်ပြီနော်ဖြုတ်ပြီးကျွန်တော်ဒါကို on ကြည့်မယ် okay ဒီမှာအောက်ဖို့မထွက်ဘူးမထွက်ဘူးနော်ဒါဆိုကျွန်တော်ဒီမှာဆက်ပရိုတီးဝင်လိုက်မယ် okay ဒီမှာအောက်ဖို့ထွက်သွားပြီဟုတ်ပြီနော်အဲ့တော့အဲ့ဒီအချိန်မှာကျွန်တော်တို့ကဆက်ပရိုတီးနဲ့မှသွားပြီးတော့နော်ဒီ14 address ကိုကျွန်တော်ကဖြုတ်နေနော်ပြုတ်တယ် ဆိုပြီးနော်ဒါ security ဝင်နေတဲ့အချိန်နော် security ဝင်တဲ့အချိန်မှာသူကဒီမှာအသက်ဝင်နေတယ်တကယ်လို့ကျွန်တော်တို့ security ဝင်လာပြီ security ကိုပြန်ဖြုတ်လိုက်ပြီကျွန်တော်14 address ကိုပေးကြည့်တယ် okay တော့ဒါဆိုသူကနော် security တဲကိုမရောက်နေတာဖြစ်တဲ့အတွက်ဒီ output ကမထွက်လာအဲ့ကျွန်တော် security နဲ့ပြန်ရောက်သွားတယ် okay ဒီမှာ output ထွက်သွားတယ်ဒါလေးအဲ့ဒီတော့ဒါဆိုကျွန်တော် subroutine ကို power ပေးပြီးတဲ့အချိန်မှာပဲသူ့ကိုပြန်ဖြုတ်လို့ရမယ် subroutine ကို power အပရိုတီမှာပါဝါမရှိတော့ဆိုရင်သူ့ကိုကျွန်တော်တို့เนาะ on လည်းမရဘူးဟုတ်ပြီเนาะ on လည်းမရဘူးအဲ့တော့ကျွန်တော်တို့က on ပြီးတော့ကြံခဲ့တယ်ဆိုရင်เนาะဥပမာအဖြစ်ကျွန်တော်ကဒီမှာ security ကို on နဲ့ on တဲ့အချိန်မှာเนาะဒါကို on ခဲ့အဲ့တော့ကျွန်တော်ကသူ့ကိုเนาะမဖြုတ်ဘဲနဲ့ကျွန်တော် security ကိုပါဝါဖြုတ်လိုက်တယ်ဒါဆိုရင်ကျွန်တော်တို့သူ့ကိုဖြုတ်လိုက်ရင်လည်းစကောင်းအကြံခဲ့နေပါဟုတ်ပြီเนาะ တကယ်လို့အဲ့ဒီနေရာမှာ timer တွေ counter တွေထည့်ခဲ့ရင်လည်းဖြစ်မှာလဲဆိုတော့အဲ့ဒီ output ကထွက်မှာเนาะအဲ့ timer တွေ counter တွေရဲ့ value တွေကเนาะဆက်ပြီးတော့မသွားတော့ပဲလေ subroutine power ရတော့မှာပဲဆက်သွားမယ် subroutine ပြုတ်သွားရင်သူလည်းပြုတ်မှာဒါပေမဲ့เนาะ subroutine ထဲမှာထည့်ပြီးတော့ run နေတဲ့ပုံစံမျိုးလေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနောက် tutorial တစ်ခုမှာတော့ဒီထဲမှာကျွန်တော် timer တွေ counter တွေထည့်ပြီးတော့ကျွန်တော်အဲ run ပြီးသွားမှာပဲဖြစ်ပါတယ်ဒီကိုစုံတိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ